မြမသမိုင်းလေးကပျောက်ဆုံးနေသောအဖိုးမဖြတ်နိုင်သည့်အမွေအနှစ်ဒီပုံထဲမှာမြင်နေရတဲ့ရှေးဟောင်းတစ်သားပြားကြီးကဘာလဲလို့ထင်လဲဒါဟာတာမန်ယာတစ်ခုမဟုတ်ပဲမြမသမိုင်းရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့ပြီးအခုချိန်မှာပျောက်ဆုံးနေတဲ့အဖိုးတန်ရဏာတစ်ခုပါရဲ့နမေကတော့မြန်နန်းတော်မြမပြက်ခရိန်ပါအလွန်ရှားပါတဲ့တမလန်းတစ်သားတစ်ချက်တည်းကိုလက်နဲ့အနုစိတ်ထွေးထူထားတာပါ ဒီပြက်ခရင်ရဲ့နောက်ွယ်ကဇလန်းကပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒုတိယကမ္ဘာစစ်အတွင်းဂျပန်ခေတ်1942-45ကာလမှာမန္တလေးမြို့ကစာရေးဆရာကြီးဦးပသိန်းကဖန်တီးခဲ့တာပါစစ်ရဲတန်းကြောင့်မြမပြက်ခရင်ပညာရက်တွေပျောက်ွယ်သွားမှာကိုစိုးရိမ်ပြီးအနာဂတ်အတွက်ထိမ့်သိမ်းချင်ရထားခဲ့တဲ့ကြိုးပမ်းမှုတစ်ခုပေါ့ ဒီပြားချက်ပုံမှာသာသနာနှင့်တက္ကရဏီနယ်တွေဂျိုသွားဂျိုလာတွေအပြင်လောကီအဟောထွက်တွေအထိရှင်းမြမဗေဒင်ပညာရဲ့တွေကိုအသေးစိတ်ရေးထွင်းထားတာကြောင့်သူ့ရဲ့တန်ဖိုးဟာပညာရဲ့ပိုင်းအရာရောသမိုင်းအရာပါအလွန်ကြီးမားပါတယ်။ ါပေမဲ့အန်ဩစရာအကောင်းဆုံးနဲ့ဝမ်းနည်းစရာအကောင်းဆုံးကတော့ဒီလောက်တန်ဖိုးကြီးတဲ့အငွေနှစ်ဟာ2000တခုနှစ်မှာနောက်ဆုံးရောင်းဝယ်ဖြစ်ခဲ့ပြီးနောက်ပိုင်းဘသူလက်ထဲကိုဘလို့ရောက်သွားလဲဆိုတာဘသူမှတိတိကျကျမသိကြတော့ပါဘူးမြန်မာပြည်ထဲမှာပဲရှိနေမလားဒါမှမဟုတ်နိုင်ငံရဲ့ချားကိုပဲရောက်သွားပြီလားဒီလိုအဖို့မဖြတ်နိုင်တဲ့အငွေနှစ်တစ်ခုပျောက်ဆုံးနေတာကတော့ကျွန်တော်တို့အတွက်တကယ်ကိုကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲ လိုတန်ဖိုးရှိတဲ့မြမအမွေနှစ်တွေအကြောင်းစိတ်ဝင်စားရဆိုရင်ဒီဗီဒီယိုလေးကို like share လုပ်ပြီးကို့မြင်လေးကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး။